အဒီဗီဒီယိုတွေကတော့လက်ရှိကျွန်တော်တို့အတ်ခွေငလင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမြေပြင်မှာဖြစ်နေတဲ့ဟာတွေကြားနေရတဲ့တည်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောပါမှာဖြစ်ပါတယ်အခုကျွန်တော်ကြားပါမို့ပထမဆုံးအနေနဲ့တည်ဆုံးတဲ့လူတရားကိုဆယ်သိန်းတတ်မှုပေးမယ်ပြီးပြူကြနေတဲ့အိမ်လူတွေဘလို့ပေးများလို့မပြောသေးပဲနဲ့ပတ်မှုပေးမယ်ပါဆယ်သိန်းဆယ်သိန်းထိုင်နိုင်ငံမှာပတ်တတ် ခန်းနိုင်ငံအဲ့လောက်ထိဝင်ဝင်မရတာဘူးအဲ့လောက်ထိသူများကုညီမှုမရတာဘူးကျွန်တော်က25နိုင်ငံမလေးရှားတခုတည်း10တန်းလို့ကျန်တာအနည်းဆုံးမလူသူ2တန်း3တန်း4တန်းလူကြတယ်25နိုင်ငံတော့ရှိတယ်ကဲဘယ်လောက်ရမလဲကိုကိုတွေ့ကြည့်ပြီးရင်ကျွန်တော်တို့တန်း140လောက်ရှိတယ်ဒီပစ္စည်းတွေလင်းကွင်းမှာကုညီကဲစေးပစ္စည်းတွေပြရမှာမလို့ကျွန်တော်မသိဘူးကျွန်တော်ကြားဘူးတော့တခုရှိတယ် အဲတက်တွင်ရလူတယောက်ပြောပြတာဘူးချုပ်ကြီးတွေဆိုရင်ဒီလိုသူတို့လက်ထက်ကြရင်ဥမာသူတို့တိုင်းတိုင်းတော့ဥမာသူတို့လက်ထက်ကြရင်သူတို့တွေးတာရှိတယ်ဟာငလင်လောက်တာပြီးရည်ကြီးတာပြီးတော့ခုခုဖြစ်စေခြင်းပဲဘာဖြစ်လို့မဆိုင်ရလဲဟွန်းတဘာဘီရနေဆိုင်ရနေတော့ပဆိုင်ရလို့အဲ့ဒီပဆန်သုံးကြီးတော့နာကိမတင်ကောင်းကောင်းစီတယ်ကောင်းကောင်းအိတ်တဲ့ကောက်ထက်လိုက်တယ်အရသာအောင်ခထားလိုက်ပါဒီကောင်တွေဒါလုံးနေကြဆက်သုံးမကြတဲ့ကိစ္စလုံးနေကြအဲ့တော့ဘာမှပြောမနေတော့မောတယ်အဲ့တော့ကျွန်တော်နိုင်ငံတော့တီးတဲ့တိုင်းမလေး အခုအဖြစ်ဖြစ်မှာကျွန်တော်တို့မှာဘလောက်ခံစားလဲတောက်လျှောက်ဆိုရင်နာခေကိုဗစ်ရေဘေးအခုငလင်းဂျာတယ်မှာဘူးမတိကိုမစိနေတိုးတက်နေတဲ့ဆဲနိုင်ငံလေးကိုအာဏာထားသိမ်းလိုက်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးခွေးလုံးဖြစ်ကြတာအခုတို့လေးနှစ်ရှိပြီဂျာတယ်မှာအခုတဘာဝဘေးရနေရနေနေကွင်းနေတာပေါ့ ုတ်ပြီကျွန်တော်တို့လက်ရှိအဖြစ်အပျက်တွေမှာကျွန်တော်တွေးရတာတွေပြောရင်မဒက်ဘော်ဒီထဲတဲ့အိတ်တွေလိုတယ်ကျွန်တော်တို့ပြောလိုက်အာဒီကုညီကယ်ဆယ်ရေးအဖွဲ့တွေဒက်ဘော်ဒီထဲတဲ့အိတ်တွေကိုယာထောင်ချီပြီးဝဲပို့ပေးကြတယ်ဟေးမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်ရည်တဲ့နေပို့လို့ဒါဆိုရည်တဲ့ကားတွေနဲ့တိုက်မြန်မာလူမျိုးတွေရဲ့ pride စိတ်အာနောက်တော့ငွေသားပဲလိုတယ်ပစ္စည်းတွေလပေးလို့ဘာလို့လို့ရမှာလဲဟုတ်ပြီအဲ့ဒါဆိုသူတို့တက်နိုင်သလား စကူလေးလေးနဲ့တနိုင်ငံတအိမ်ဘလောက်ဘလောက်ဘလောက်ဆိုလိုက်ပူပေးကြပြန်ကိုကြီးမစူးစားကြပြန်ဒီအဖြစ်ဖြစ်တွေအားလုံးကိုကျွန်တော်ခြုံကြည့်လိုက်တဲ့အခါကျရင်ပြည်သူကနေပြည်သူတို့ဆိုပဲကိုကြီးနေတာတွေ့ရဒီမတိုင်မီဟိုဂျပုခွေတောင်ကပြောတာရှိသေးတယ်ပြည်သူကပြည်သူတို့ကိုကြီးပေးပါတယ်ဟုတ်ပြီအဲ့ပြည်သူအချင်းချင်းကိုကြီးရမယ်ဆိုတဲ့စကားရုပ်တရက်ချင်းမှန်တယ်ဗျဒါပေမဲ့ပြည်သူမပြည်သူတို့ကိုကြီးတယ်ဆိုတာက အုတ်ချုပ်တဲ့အစိုးရတောက်တုံးမကြလို့မကောင်းတဲ့အခါကျတော့မှပြည်သူကပြည်သူကိုကူညီတာဗျဒီကိစ္စကတဘာဝဘီရနေကိစ္စပြည်သူကိုကြည့်တဲ့အစိုးရပြည်သူကိုအားကိုးတဲ့အစိုးရတရစနစ်ကြတဲ့အစိုးရတရဆိုဒီတဘာဝဘီရနေကကျွတ်တမြင်စင်တာပြီးသားဒီတဘာဝဘီရနေရဲ့ဖြစ်ပေါ်လာရင်ဘာတွေလုပ်ရမလဲဆိုတာကြိုတင်ဖွင့်တယ်ဒါတွေက national level အဆင့်နဲ့လုပ်ရတဲ့အလုပ်တွေထင်းနေပွဲပြီးတော့ကူညီကယ်ဆယ်ရမယ်အလုပ်တွေအခုဟာကြည့်ပါ ဟာမေရပူရမှာဘလောက်ပြောပြပြီးအင်းမမှာဘလောက်ပူစကိုင်းမှာဘလောက်ပူပဲကိုကကိုပြည်သူလူထုချင်းချင်းဒီ information is ပြန်ညအင်တာနက်ကနေတဆင့်တချို့ကလည်းအကြံပေးကြတချို့တီးတဲ့လူရောမတီးတဲ့လူရောလည်းတီးအောင်တီးတဲ့လူရောမတီးတဲ့လူအောင် share ပေးကြတန်းနိုင်နိုင်တွေလုပ်ကြတယ်ဘာတွေလုပ်တင်လဲဟုတ်တယ်လားအဲဘာတွေကမလုပ်တင်ဘူးလဲဒါမျိုးတွေပေါ့ဗျာရှေ့ပြဟောတာတွေရောလုပ်တင်တာတွေရောထားပါပေါ့အလူပေးတဲ့အဖွဲ့တွေဆုံနေ ကြားတာနဲ့အစင်းသေးကျွန်တော်တို့တော်တော်များများကနေပြီးတော့တယောက်တယောက်ကူညီကြတယ်။ငါခုလည်းကြားမှာပေါ့ဝင်လူကြတာတွေအတချို့နေရာမှာပေါ်နေတဲ့များတိုင်နေကြတာတွေတချို့နေရာမှာတကယ်ဒုက္ခမရောက်ဘဲတနေရာထဲမှာပုံနေကြတာတွေတကယ်ဒုက္ခမရောက်တဲ့နေရာတွေမှာသွားဝင်နေကြတာတွေအခုချိန်ဒီမှာဘဝသေးတဲ့အလောင်းတွေစုပုံနေစေအုပ်ပုံနေပြူကြခဏဤအိမ်နေနေစရာအိမ်မရှိလို့အော်ကိုအိမ်လေး ပြိုမှကြောက်လို့ဆိုပြီးလမ်းပေါ်မှာထွက်ပြီးတော့အိတ်နေရတဲ့လူတွေယာထောင်ချီးတဲ့လူတွေပေါ့ဗျာတော်တော်လေးကိုစိတ်မချမ်းမသာဖြစ်ရတယ်ဗျာတယောက်နဲ့တယောက်တစ်ခုခုဖြစ်ရင်တော့မှဘယ်စည်းုံတင်လို့တင်ရမှာမသိဘူးဟိုချိုးတဲ့လူကနာတဲ့လူကဘယ်နှထပြေလို့ပြေးရမှာမသိဘူးအခုဆိုလာတော့မယ်ဝန်ပြုံဝန်လျှော်ယောဂါတွေအတေးအတော်ဝါးနေဒါမျိုးတွေလာတော့မယ်အခုဆိုလက်ကြည့်တိုက်တယ် ဒီပြူချလူစဲတိုက်တရားနေသင့်လားမနေသင့်လားဟိုတလောအင်ဂျင်နီယာတယောက်နဲ့စကားပြောပြတယ်ပြောပြတဲ့ခါကျတော့သူကအကြောင်းပေါ်ကြည့်ရတာဗောနော်အဲ့ဒါပြောနေနေဒါတရားပညာရပိုင်ဆိုင်ရအဲ့တော့ပြည်သူလူထုကမသိဘူးသူအိမ်ကပြူကန်နီလားမပြူကန်နီလားမသိဘူးအဲ့ဒါတွေစုဖို့တော့ဘာလုပ်ရလဲဆိုတော့အခုတွေ့နေရတယ်ကိုယ်နဲ့ပတ်သက်တဲ့လူတွေပတ်စံပေးပြီးငှားပြီးအင်ဂျင်နီယာတွေတက်တိနားလေတဲ့ပညာရှင်တွေခေါ်ပြီးတော့စစ်ဆေးခိုင်းနေရတယ်အမမဒါအစိုးရလုံးဝမလုပ် national level အစိုးရလုံးဝမလုပ်ဘူးဒါ team one နဲ့ ကုညီတဲ့လူကုညီစေးအောင်စေးခံတော့ကုညီတဲ့ဒီ medical အသင်းအမေရိကန်အသင်းသားဒီလိုမျိုး license အဆုံမောဗျာအခုကြားရပါလေရှိသေးတယ်ကျွန်တော်တို့ဒီအိမ်တော်မှာအရှိတစမိတ်ဘလောက်ထွက်ရင်ဘလောက်တန်ကိုရရမယ်ဆိုပြီးကိုပတ်ဆန်နဲ့ကိုပြူတော်အမိုက်သိမ်းရတာဒီကြားတယ်စဉ်းစားကြည့်ဗျာဒါလောက်ဒီအတုံးမကြတဲ့အစိုးရဆိုအဲ့ဒီအတွက်ငွေသူတို့မှာအစင်းသင်းရှိတယ်သူတို့သူတို့ဓာရီမထုတ်ဘူးအခုလက်ရှိပဲကြည့်သူများလှူလာတဲ့ပတ်စံတော့စေသိန်းနဲ့တည်တဲ့လူ တည်တဲ့လူမဆင်သိရမှာတော့အခုမိုးရွာအခုလေမုန်တိုင်းလာတော့ငါလင်လို့တော့မသိတာကျွန်တော်လက်ခံအခုမိုးရွာပြီလေမုန်တိုင်းလာပြီဒါတော့အားလုံးသိတယ်ဘာတွေကြိုးဒီပြင်စင်တာဝိုင်လေဒါချူသိနေတဲ့အလုပ်တွေလေဒီမိုးရွာလာတော့လေမုန်တိုင်းလာတော့အခုဘာပြင်စင်တာလဲဘာမှမပြင်စင်တာဘူးဘာဖြစ်လို့လဲဒီလားကိုလက်ရှိအခြေအနေကဘာပဲဖြစ်လာဖြစ်လာဥစ္စာမလို့မရှိဘူး ဥဆောင်နေတဲ့အစိုးရလည်းမရှိဘူးဥဆောင်နေတဲ့အဖွဲ့အစည်းလည်းမရှိဘူး guideline လည်းမရှိဘူးဒါပြီးရင်ဘာလုပ်ရမလဲဆိုတာကိုလည်းဘယ်သူမှမသိဘူးတိတဲ့လူတွေကလည်းမကူနိုင်ဘူးဘာဖြစ်လို့စီစစ်နေမရှိမလဲဗယံပတာဖြစ်နေတာစုစည်းမှုမရှိဘူးဘိုင်နေမှာဘာလုပ်နေတာကိုလည်းအတိအကျမသိဘူးအလူအခုကူနေတဲ့လူတွေလည်းဟိုနားလေးလိုက်ကူပြီးလိုက်ဒီနားလေးလိုက်ကူပြီးလိုက်တကယ်တော့ဘာဘေးရနေကြတော့လူတွေကကူဖို့အတွက်လူတွေသွားကြတယ်စက်ပစ္စည်းတွေရန်နေရတဲ့လူတွေထိုင်ကြည့်နေရုံမတက်နိုင်ဘူးနိုင်တယ်လို့ပဲလုပ်လို့ရတယ် ဲ့ဒီဂျန်နေရတဲ့စက်ပစ္စည်းတွေအစင်းနဲ့တို့မှရှင်းနေရမယ်မရှင်းနေဘူးထားလိုက်ပါဒါတွေကယိုးနေပါပြီမတည်သင့်တဲ့လူတွေတည်ကုန်ကြတယ်ကျွန်တော်တို့အရှိပါပဲအခုဆိုရင်ဒီကောင်တွေဘက်ချိန်ညာတော့လီးတောင်းကြော်လို့ပြောနေတယ်ထားဘာလို့မှအပြစ်လိုက်မပြောနေနဲ့ပေါ့အခုကျွန်တော်ဆိုအပြစ်ပြောတော့ပါဗျာအချင်းချင်းကူညီပဲဆိုမှဟုတ်ပြီအချင်းချင်းဘယ်လောက်ဒီကူညီပေးနိုင်မလဲအချင်းချင်းကူညီကြရအောင်ဘာလို့မှပြစ်မပြောနဲ့အချင်းချင်းဘယ်လောက်ကူညီနိုင်မလဲ အားလုံးကလူလို့ငွေရတဲ့ဟာလေးနဲ့စုစုစည်းလည်းလူကြတာမဟုတ်ဘူး။နောက်လူတဲ့လူတချို့လည်းဗီဒီယိုကင်မရာကြီးတွေတကားကလည်းဘာကြီးလုံနေတာလဲ။တကယ်တကယ်ဒုက္ခရောက်နေတဲ့လူတွေကျွန်တော်တို့ချမ်းသာတယ်ခင်ဗျားတို့ချမ်းသာတယ်လူတွေအများကြီး။အဲ့လူတွေခင်ဗျားတို့တကယ်တကယ်လလူမေးတာထိရောက်ရလားအဲ့လူတွေရရလားအဲ့ဒါကိုလည်းပြန်စဉ်းစားအောင်အဲ့ဒါတွေတော့မျက်စိနောက်ပဲ။အခုတနေ့တမိုင်ကွန်ကြီးကေဆေကြီးလုံနေတဲ့လူတွေတော့မှဒီစစ်အစိုးရကောင်းတယ်ဘယ်သွားမှလဲဘာလုံးမှလဲပတ်စံနေတောင်းလန်ခီတွေပိတ်ပင် တည်င်းနေရာစအမှောင်ချလုံနေတာအခုကကျွန်တော်တို့ကရေတန်းဝေခောက်ဆွေးကြောင်ဝေရမယ်အစ်စင်မဟုတ်တော့ဘူးစဉ်းစားကြည့်မျိုးပြက်ကြည့်လို့ရှင်းနေတာဒါတွေကစနစ်တကျနဲ့ပေါ်ထုံးရမယ်စနစ်တကျနဲ့လုံရမယ်တကယ်တင်းဝန်းတာအလုံးစုစုစည်းလုံရမယ်အလုံးအခုဒီဘာမှမလုပ်နိုင်ဘူးအခုဒီမသေးသေးမသေးတဲ့လူတွေနောက်ဆုံးအလောင်းတော့ဘယ်နှရှိလို့ရှိမှမသိဘူးဆိုတော့ဒီတိုင်းအပုံလိုက်စကိုင်းလူတစ်မျိုးလို့ ဒါရီယာနိုင်ငံတော်အဆင့်လောက်ရမယ့်ကိစ္စတွေဗျာ national level နဲ့လောက်ရမယ့်ထိန်းချုပ်လောက်ရမယ့်အလုပ်တွေလူတွေတနေတပိုင်းလိုက်ကူနေရမယ့်အလုပ်တွေမဟုတ်ဘူး step by step အဖွဲ့အစည်းနဲ့အင်အားတောက်တောက်တင်းတင်းနဲ့လောက်ရမယ့်အလုပ်တွေပြန်လဲထူထောင်ရေးလုပ်တော့ကျွမ်းကျင်ပညာရှင်တွေရဲ့ကြိုးစားချက်အရာဆိုရင်အခုပြည့်စည်ရိုးရင်းတာတွေက7 billion နဲ့ billion တရားချားထဲမှာရှိတယ်အဲ့အတွက်ပြန်လဲထူထောင်ရေးလုပ်ရင်တော့မှ3နှစ်နဲ့5နှစ်ကြာပြီဆင်းလက်ကြတော့ဒီလိုမျိုးဘယံပတ်တာ ပေါ်လို့ပေးစားမဟုတ်ဘူးနော်စနစ်တကျလုံးရင်တော့မှအဖွဲ့အစည်းတွေနဲ့စနစ်တကျနိုင်ငံခြားအကူအညီတွေနဲ့လုံးရင်တော့မှသုံးထည့်ရနဲ့ငားနဲ့တကျအဲ့တော့ကျွန်တော်မေးချင်တယ်အစ်စကားစားနောက်ထပ်ကနေလုံးရင်ရောနောက်ထပ်ရည်ကြီးအောင်ပါပဲနောက်ထပ်ကပ်ပြီးယောဂတွေပတ်နိုင်မစ်တွေဖြစ်ရင်ရောကျွန်တော်နောက်တစ်ချိန်နောက်တစ်ချိန်နောက်တစ်ချိန်နောက်ထပ်နောက်ထပ်ဖြစ်လာရင် ကျွန်တော်ဒီလိုပဲမဆုံးရှုံးသင့်မနဲ့လူအသက်တွေဆုံးရှုံးရမှာဒီအစိုးရကိုအာကူနေသူကျွန်တော်တို့ဒီအစိုးရရှိနေသူကျွန်တော်တို့လူမျိုးတွေဒီလိုပဲဖြစ်နေမယ်အဲ့အတွက်နောက်ဆုံးနေ့နဲ့တကူပြောပါစီလင်းနေရှိပါပြီစစ်ပီးဖြစ်နေတာအဲ့ဒီဟာကိုလည်းကုညီကြပါဒီအစိုးရမြန်မြန်ပြုံးမှကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်ကိုရောက်မယ်ဒီလောက်ပါပဲကျွန်တော်အဲ့ဒါပြောချင်တာ